Hello everyone, welcome back to my Kelly Chen YouTube channel. I know it has been a long time. There is no video of learning English on my YouTube channel currently because I'm reading some books. But today, here we go. I'm going to give you some tips to improve your English daily regularly. So let's get started. ပထမဆုံးနည်းလမ်းကတော့ speak every day ပါ။နေ့စဉ်နေ့တိုင်းပြောရမှာပဲဖြစ်ပါတယ်။ဆိုတော့ဘယ်လိုပြောရမှာလဲဆိုလို့ရှိရင်တော့ပထမဆုံးတစ်ချက်ကကို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 ပြန်ပြောရမှာပါ။အဲ့တော့ကိုဘာလုပ်နေလဲ အဲဘာတွေးနေလဲပြီးတော့ဘယ်လိုခံစားရလဲဆိုတဲ့အကြောင်းအရာတွေကိုကိုပါကိုမှန်ထဲမှာဖြစ်စေဖုန်းလေးထောင်ပြီးတော့ပဲဖြစ်ပါစေဘာမှမှန်နေမကြည့်ပဲဖုန်းနေမှာပါပဲနဲ့ကိုပါကိုတယောက်တည်းပဲဖြစ်စေပြောရမှာပဲဖြစ်ပါတယ်အဲ့တော့ကိုပြောချင်တဲ့အကြောင်းအရာကိုကိုကပြောတော့ပြောပြောချင်တယ်ဒါပေမဲ့ပြောမထွက်ဘူး vocabulary မသိဘူးဆိုလို့ရှိရင်တော့ခြားရေးလိုက်ပေါ့နော်တခါလေး translate မှာကိုပြောချင်တဲ့စကားလုံးရဲ့အတိတ်ပဲကိုရှာပြီးတော့မှခြားရေးလိုက်ပဲအဲ့ခြားရေးထားတဲ့ဟာကိုကြည့်ပြီးတော့လေထပ်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 ဖတ်ပြီးတော့မှလေ့ကျင့်လို့ရပါတယ်ဆိုတော့ကိုကကိုပြောချင်တာကိုဓာတ်ရိုက်ပတ်သက်ပတ်သက် က်ထဲကမထွက်သေးတဲ့လူဆိုလို့ရှိရင်တော့အစာအုပ်ထဲမှာခြာရေးပါအဲ့ခြာရေးတာကိုခဏခဏပြန်ဖက်ပြီးတော့မှအဲ့ဒီဟာကိုအလွတ်ရတဲ့အထိကိုယ့်ဘာကိုပြန်ပြောကြည့်ပါအဲ့တော့ကိုယ်ဘာတွင်းနေလဲဘာလုပ်နေလဲထမင်းချက်နေတယ်ဆိုလို့ရှိရင်ထမင်းချက်နေတဲ့အကြောင်းအရာကိုအဲဘယ်ပစ္စည်းကိုသုံးလိုက်ပြီးဘယ်ဟာကိုထည့်လိုက်ပြီးဘာကိုလှီးလိုက်ပြီးအော်ဘယ်ဟာကိုဘယ်နားမှာတင်လိုက်ပြီးအဲ့လိုမျိုးလေးတွေပေါ့နော်အဲ့ဒါကိုအင်္ဂလိပ်လိုပြောရမှာဖြစ်ပါတယ်အဲ့တော့ရေချိုးကနေရလို့ရှိရင်လည်းအဲ့တော့အဝတ်စားချုပ်လိုက်ပြီးအဝတ်စားဝတ်လိုက်ပြီးဒီနေ့တော့ဘာဝတ်မယ်အဲ့တော့ဘယ်မှာမီးဘယ်ချိန်မှာမီးဘူးတိုက်မယ်အဲ့လိုမျိုးလေးတွေပေါ့နော်စသဖြင့်ကိုဘာလို့ ုပ်မယ်ဆိုတဲ့အကြောင်းအရာတွေပြီးတော့ကိုဘာခံစားရလဲအခုတော့ငါဗိုက်စားတယ်ဗာစားခြင်းနဲ့စသဖြင့်ပေါ့နော်ကိုစိတ်ထဲမှာပေါ်လာသမျှအကြောင်းအရာတွေကိုအင်္ဂလိပ်လိုပြောကြည့်ပါမပြောတတ်ဘူးဆိုလို့ရှိရင်တော့စာအုပ်ထဲမှာခြားရေးပြီးတော့ပြောကြည့်ပါချက်ချင်းပြောမထွက်ဘူးဆိုလို့ရှိရင်စာအုပ်ထဲမှာခြားရေးပြီးပြောကြည့်ပါအဲ့ဒီခြားရေးထားတာကိုထပ်ခါထပ်ခါပြန်ပြီးတော့ဖတ်ခြင်းအဖြစ် speak every day နေ့တိုင်းလေ့ကျင့်ရမှာပဲဖြစ်ပါတယ်ဒါကတော့ talk to yourself ကို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 ပြန်ပြောတာပဲဖြစ်ပါတယ်အဲ့တော့ဖုန်းနဲ့ record လုပ်ထားတာကအကောင်းဆုံးပါပဲကိုအင်္ဂလိပ်စာလေ့ကျင့်တဲ့အချိန်မှာဖုန်းလေးနဲ့ကိုယ့်အကူအင်္ဂလိပ်စာပြောတဲ့ဟာကို အာဗီဒီယိုရိုက်ထားမယ်ဆိုလို့ရှိရင်တော့ကိုမကြိုက်မချင်းအများနဲ့ပြန်ပြောတဲ့အခါမှာပို့ပြီးတော့မှ practice ရတာမှပဲဖြစ်ပါတယ်။ဒါကြောင့်မို့လို့အင်္ဂလိပ်စာအိမ်မှာတရားလေ့ကျင့်တဲ့အခါမှာဖုန်းနဲ့ဗီဒီယိုရိုက်ထားတာကပို့ပြီးတော့မှကိုတိုးတက်စေပါတယ်။ဒါကြောင့်မို့လို့ record လုပ်ဖို့မမေ့ပါနဲ့။အနည်းလတစ်ခုကတော့ language partner ရှာရမှာပဲဖြစ်ပါတယ်။ကိုရဲ့ဖုန်းထဲမှာ Hello Talk ဆိုတဲ့ application ကိုဒေါင်းထားပြီးတော့မှအဲ့ဒီ Hello Talk မှာကတကဘာလုံးကအင်္ဂလိပ်စာသင်တဲ့လူတွေသို့မဟုတ်တခြားသူတို့လည်းသူတို့ကြိုက်တဲ့ဘာသာစကားကိုသင်မယ်ပေါ့နော်။အဲ့တော့ကိုနဲ့အာဘာသာစကား အတူတူသင်မဲ့လူတွေအများကြီးရှိတယ်ပေါ့နော်။ဒါကြောင့်သူတို့နေစကားပြောလို့ရတယ်။နိုင်ငံတကာကလူတွေနေစကားပြောလို့ရတယ်။ဒါကြောင့်မလို့ Hello Talk ဆိုတဲ့ application လေးကိုဒေါင်းလာပြီးတော့အင်္ဂလိပ်နိုင်ငံခြားသားတွေတခြားလူတွေနဲ့ပေါ့နော်။အင်္ဂလိပ်စကားလေ့ကျင့်လို့ရတယ်လို့ဒီကိုရဲ့ဒီမြန်မာပြည်ထဲမှာပဲအင်္ဂလိပ်စကားလေ့ကျင့်လို့ရမယ့် group တွေ organization တွေအများကြီးရှိတယ်ပေါ့နော်။ Facebook ပေါ်မှာ share ကြည့်လိုက်ပါ။ဆိုတော့အဲ့ဒီ group တွေမှာလည်းအာအင်္ဂလိပ်စကားပြောလေ့ကျင့်လို့ရပါတယ်။ဆိုတော့အင်္ဂလိပ်စကားပြော partner share ပါ။အာကိုအိမ်မှာကိုရဲ့မောင်နှမတွေရှိရဆိုလို့ရှိရင်လည်းသူတို့နဲ့ပြောပြပေါ့နော်။ အဲသူတို့နဲ့ပြောတာအလေးချင်းဖြစ်သွားရင်သူတို့တွေလည်းပြောတတ်လာမယ်ကိုလည်းတဖြည်းဖြည်းနဲ့ရဲလာမှဖြစ်ပါတယ်အဲ့တော့သူများတွေနဲ့ပြောရတာမရဲသေးဘူးမပြောမပြောရဲသေးဘူးဆိုလို့ရှိရင်အိမ်မှာကိုယ့်ရဲ့မောင်နှမတွေရှိရင်ကိုယ့်ရဲ့မောင်နှမတွေနဲ့ပြောပါတော့ဒါဆိုလို့ရှိရင်တော့ language partner ရှိတာကကိုယ့်ကိုသူများတွေနဲ့စကားပြောတဲ့အခါမှာပို့ပြီးတော့မှ confident ရှိလာစေမှာပဲဖြစ်ပါတယ်နောက်ထပ်တစ်ချက်ကတော့ shadowing ဆိုတဲ့တစ်ချက်နဲ့အာနေတိုင်းလေ့ကျင့်ရမှာပဲဖြစ်ပါတယ် shadowing ကတော့ channel လုံးနေကြအာအချက်ပေါ့နော်ဆိုတော့ဘယ်လိုမျိုးလောက်တာလဲဆိုလို့ရှိရင်တော့အာကိုယ်ကြိုက်နေတဲ့ video တစ်ပုဒ် YouTube မှာဖြစ်ဖြစ် အ TikTok မှာပဲဟိုကြီးလိုက်တယ်အကြီးပြီးတော့မှသူတို့ပြောတဲ့ဟာလေးတွေကိုဆောင်းထဲမှာခြာရေးလိုက်တယ်သူတို့ဘာပြောလဲဆိုရင်အကုန်လုံးဆောင်းထဲမှာခြာရေးလိုက်တယ်အဲ့တော့သူတို့ပြောတာမသိလို့ရှိရင်တော့ဒါ subtitle ထိုးပြီးတော့မှဆောင်းထဲမှာခြာရေးလိုက်တယ်ပေါ့အဲပြီးလို့ရှိရင်သူတို့ပြောတာအနောက်ကနေလိုက်ဖတ်တယ် အဲ live ဖတ်သူတို့ပြောနေချိန်ကိုကလည်း live ဖတ်တခါတည်းတတန်နဲ့တညီနဲ့ live ဖတ်တယ်ပေါ့နော် repeating repeating after them အဲ့တော့သူတို့နောက်ကနေ live ဖတ်တယ်ပြီးလို့ရှိရင်တစ်ခေါက်နှစ်ခေါက်သုံးခေါက်လေးခေါက်ငါးခေါက်လောက်ဖတ်ပြီးသွားပြီဆိုတော့ကမှတ်မိသွားရင်မှတ်မိသွားလိမ့်ဆိုလို့ရှိရင်စာအုပ်ပိတ်ပြီးတော့မှအာသူတို့နဲ့အတူအာ laptop မှာသူတို့ video ဖွင့်လိုက်တယ်ကိုကလည်းသူတို့နဲ့အတူ live ပြောတယ်အဲ့ဆိုလို့ရှိရင်တလေတန်နဲ့အဲ့လိုလေတန်တတန်နဲ့ထွက်ဖို့ပြီးတော့သူတို့ဘယ်လောက်ထိမြန်လဲဆိုတဲ့ပုံမှာကိုကငါးခေါက်ခြောက်ခေါက်လောက်လေ့ကျင့်ပြီးသွားရင်လေ့ကျင့်ရသွားတဲ့အတွက်အဲ့မှာလေ့ကျင့်လဲရသွားမယ်ပြီးတော့သူတို့ဘယ်လောက်ထိမြန်လဲကိုကဘယ်လောက်ထိမြန်အောင် live ပြောနိုင်လဲဆို ုတဲ့ဒါ ability တွေကိုကိုယ့်ကိုပြန်တည်မှာပဲဖြစ်ပါတယ်ဒါကြောင့်မလို့ဒါတော့ချမ်းမြေးနဲ့လုံနေကြအရာပါဒါကြောင့်အရင်ဆုံးစောင်းထဲမှာခြာရည်လိုက်ပါရေးပြီးတော့သူတို့နဲ့ထက်ကန်ထက်ကန်လိုက်ဖက်ပြီးလို့ရှိရင်သူတို့နောက်ကနေလိုက်ပြောင်းမှာပဲဖြစ်ပါတယ်ဒါကတော့ shadowing method လို့ခေါ်ပါတယ် နောက်တော့တစ်ချက်ကကြတော့ read something daily ပါ နေ့စဉ်နေ့စဉ်ပုံမှန်တစ်ခုခုကိုအင်္ဂလိပ်လိုဖတ်ပေးရမှာပဲဖြစ်ပါတယ် BBC Learning English မှာဒါ application လည်းရှိသလို YouTube မှာလည်းရှိရပါတော့အဲ့တော့ BBC Learning English မှာတဒင်းနေရာဒီဥတုရာဒီဥတုတွေတခြား celebrity တွေရဲ့အကြောင်းတွေကိုကြိုက်တဲ့အကြောင်းအရာတွေကိုရှာပြီးတော့မှဖတ်လို့ရတယ်လို့ပုံမြင်စာအုပ်ကလေးလည်းဖတ်လို့ရပါတယ်ချမ်းစီမှာဆိုလို့ရှိရင်တော့ဒါအာချမ်းစီမှာဆိုလို့ရှိရင်တော့ဒါမြန်မာလိုအင်္ဂလိပ်လိုရေးထားတယ်ဒါပုံမြင်စာအုပ်တွေရှိတယ်ပေါ့နော်အဲ့တော့ ိုယ့်ရဲ့ဘယ်လိုပြောရမလဲဟိုငယ်ကလေးတွေကိုပညာပေးပုံမြင်လေးတွေပေါ့အဲ့ဒီဟာလေးတွေကိုအင်္ဂလိပ်လိုနဲ့မြန်မာလိုနဲ့ရေးထားတဲ့စာအုပ်ကလေးရှိပေါ့နော်အဲ့ဒါလေးတွေဖတ်လို့လည်းရပါတယ်အဲနောက်တစ်ခုကကြတော့အာ application တွေပေါ့ reading english reading application လို့ရှာလိုက်ပေါ့နော်အဲ့ဒီမှာရှာပြီးတော့မှကိုကြိုက်နေတဲ့အကြောင်းအရာတွေကိုနေ့စဉ်နေ့စဉ်တပုတ်ချင်းသို့မဟုတ်တစ်ပိုက်ချင်းပေါ့15မိနစ်လောက်ဖြစ်ဖြစ်ပေါ့ဖတ်ပေးပါအဲ့တော့အဲ့လိုမျိုး reading လုပ်ခြင်းအပြင်ဘာရမှာလဲဆိုလို့ရှိရင်တော့ဒါ vocabulary အသစ်တွေရမှာပဲဖြစ်ပါတယ်နောက်တစ်ခုပြီးတော့သ ူတို့ sentence structure ဘယ်လိုတည်ဆောက်ထားလဲဆိုတာတွေကိုသိမှာပဲဖြစ်ပါတယ်အဲ့တော့ grammar ကြီးတည်တဲ့ရင်လေ့လာရတာပြင်းစရာကောင်းတယ်ဆိုလို့ရှိရင်တော့ reading များများလုပ်ပါစာများများဖတ်ပါစာများများဖတ်လို့ရှိရင်တို့တွေ sentence structure တွေဘယ်လိုသုံးထားတယ်ဘယ်လိုမျိုးပြောထားတယ်ပြီးတော့ဘယ်ကိုကသိတယ်ဒီစကားလုံးလေးတစ်ခုကိုတို့ကဘယ်လောက်ထိ expand လုပ်ထားပြီးတော့ဘယ်လောက်ထိကြည်ကြဲပြင်းပြင်းသုံးထားလဲဆိုတော့ vocabulary အသစ်တွေကိုလည်းရမှာပဲဖြစ်ပါတယ်ဒါကြောင့်မလို့15မိနစ်လောက်ဖြစ်ဖြစ်အင်္ဂလိပ်လိုစာလေးတွေဖတ်ပေးပါပုံမြင်စာအုပ်တွေဝယ်ဖတ်ပါအာဘယ်မဟုတ်ဒီဖုန်းထဲမှာ reading င်း application လေးတွေလိုရိုက်ရှာပြီးတော့မှအဲ့ဒီမှာကိုကြိုက်တဲ့အကြောင်းအရာလေးတွေလည်းဖတ်ပေးလို့ရပါတယ် read something daily for 15 minutes ပါနောက်ထပ်တစ်ခုကတော့ social media ပေါ်မှာတင်ထားတဲ့ post လေးတွေကိုလည်းဖတ်လို့ရပါတယ်အဲ့တော့ social media မှာဒီ english စာ sharing လုပ်တဲ့ page တွေကို instagram ပဲဖြစ်ဖြစ် facebook ပဲဖြစ်ဖြစ် tiktok ပဲဖြစ်ဖြစ် follow လုပ်ပြီးတော့မှအာသူတို့ရေးတဲ့တင်တဲ့စာလေးတွေကိုဖတ်ပေးရမှာပဲဖြစ်ပါတယ်အဲ့ဒီမှာအာနေ့စဉ် vocabulary အသစ်တွေလည်းရမှာဖြစ်တယ်လို့ တချို့ဆိုလို့ရှိရင်ဒါကဗျာတွေသို့မဟုတ်ဘဝအကြောင်းတွေ motivation စာတွေရေးတဲ့ page တွေလည်းအများကြီးရေပေါ့နော်အဲ့တော့သူတို့တွေကို follow လုပ်ထားပြီးတော့မှဒီ social media မှာလည်းစာဖတ်လို့ရပါတယ်ဆိုတော့ဒါစာဖတ်တဲ့ဤသုံးဤပေါ့နော်ပထမဆုံးကတော့အဲ့ BBC တို့ဘာတို့ YouTube တို့ဘာတို့ကနေပြီးတော့မှအာရှာပြီးတော့မှဖတ်တာနောက်တစ်ခုပုံမြင်စာအုပ်တွေဖတ်တာအာနောက်တစ်ခုကကြတော့ ဒီ reading application လေးတွေကိုထောင်းပြီးတော့မှဖတ်တာအခုကတော့ social media ပေါ်မှာဖတ်တာပဲဖြစ်ပါတယ် social media ပေါ်မှာအာအင်္ဂလိပ်စာမျှဝေတဲ့လူတွေကို follow ထားပြီးတော့မှဒါဖတ်လို့ရပါတယ်အာမြန်မာပြည်မှာဆိုလို့ရှိရင် channel recommend ပေးရမယ်ဆိုလို့ရှိရင်တော့အာဆရာဒေါက်တာစိုးသန်းကဒါ motivation တွေရောတခါကျသူရေးသားထားတဲ့စာလေးတွေကိုအင်္ဂလိပ်လိုအမြဲတမ်းအင်္ဂလိပ်လိုနဲ့မြန်မာလိုအင်္ဂလိပ်လိုနဲ့မြန်မာလိုတွတ်တွဲပြီးရေးထားဖြစ်တဲ့ကြောင့်မလို့ကိုကဒါအများကြီးအဆင်ပြေတယ်လေ့လာတာအဲဆိုဆရာစိုးသန်းရဲ့ဒေါက်တာစိုးသန်းရဲ့အာ page မှာလည်းစာဖတ်လို့ရပါတယ်ဟော listen daily ီးပါနေတိုင်းနေတိုင်းနားထောင်ရမှာပဲဖြစ်ပါတယ်အဲ့တော့နားထောင်တဲ့အခါမှာပထမဆုံးဗာနားထောင်လို့ရမှာလဲဆိုရင် podcast တွေနားထောင်လို့ရပါမယ် podcast channel တွေကအခုနောက်ပိုင်းဆိုပိုလို့တော့များလာပါပြီ AI kit ဆိုတော့သူတို့တွေကသူတို့ကိုယ်တိုင်ပြောစရာမလိုတော့ဘဲနဲ့ AI တွေကနေပြောခိုင်းပြီးတော့မှအဲ့အရာတွေကို podcast အနေနဲ့ပြန်လုပ်ပြီးတော့မှတင်ထားတဲ့ YouTube channel တွေအများကြီးရှိပါတယ်ဆိုတော့ YouTube မှာ The English We Speak တို့အာ English podcast တို့ရိုက်လိုက်လို့ရှိရင်အများကြီးပဲ channel ကြာလာမယ်ပေါ့နော်အဲ့မှာကိုယ်ကြိုက်နေတဲ့ channel ကို subscribe လုပ်ထားပြီးတော့မှနေ့စဉ်နေ့စဉ် င်း15မိနစ်လောက်ဖြစ်ဖြစ်နားထောင်ပေးရမှာပဲဖြစ်ပါတယ်အဲ့တော့ podcast နားထောင်ရင်လည်းခုနကလိုပဲပေါ့နော် vocabulary တွေသိလာမယ် sentence structure တွေသိလာမယ်ပြီးတော့ကိုနားထောင်တဲ့အကြောင်းအရာပေါ်မူတည်ပြီးတော့ကိုရဲ့ English အာဘဟုတုတကျွဲဝလာမယ်ပေါ့နော်ဒါကြောင့်မလို့ podcast အမြဲတမ်းနေ့တိုင်းနားထောင်ပေးပါတနေ့15မိနစ်လောက်ပဲဖြစ်ဖြစ်နားထောင်ပေးပါနောက်တစ်ခုကတော့တချင်းနားထောင်ပါတချင်းနားထောင်တာအများကြီးအများကြီးကျူးရှိပါတယ်အဲ့တော့ချမ်းရဲ့အကြိုက်ဆုံးနီးလန်းအင်္ဂလိပ်စာလေ့လာတဲ့နီးလန်းအင်္ဂလိပ်စာမှာမဟုတ်ဘဲပါတော့စကားကိုပဲလေ့လာလေ့လာအကြိုက်ဆုံးနီးလန်းရတော့ဒါတချင်းနားထောင်တော့တချင်းနားထောင်လို့ ့ရှိရင်ပြောစရာလည်းကောင်းတယ်ပြီးတော့နောက်တစ်ခုကကြတော့တချင်းနားထောင်ရင်းထဲမှာသူ့ရဲ့ lyrics တွေကိုဖတ်ပေးရမှာပဲဖြစ်ပါတယ်အဲ့တော့ subtitle နဲ့နားထောင်မှာအာ ဟိုစာတန်းထိုးစာတန်းထိုးလေးစာတန်းထိုးလေးတွေနဲ့အင်္ဂလိပ်ပချင်းကိုနားထောင်ပါအဲ့တော့ကိုကရလို့ရှိရင်တဖြည်းဖြည်းနဲ့ like ဆိုပါ like ဆိုရင်လည်းတို့ရဲ့အတန်ထွက် pronunciation တွေအတိုင်း linking word တွေချိတ်ဆက်မိတာကိုတတိထားပြီးတော့ကိုကအင်္ဂလိပ်စာ pronunciation တိုးတက်လာမှဖြစ်ပြီးတော့မှ lyrics တွေကိုတေချာနားထောင်မယ်တေချာဖတ်မယ်တေချာဆောင်းထဲမှာခြာရေးမယ်ပေါ့နောက်ဆုံးတော့ချက်ဆိုလို့ရှင်ခြာရေးတယ်ဆောင်းထဲမှာခြာရေးမယ်ဆိုလို့ရှင်တော့ဒါပို့ပြီးတော့မှအာကို့အတွက်အဓိကတော့ vocabulary တိုးတက်တယ် pronunciation ကောင်းတယ်အာတချင်းသားထောင်ချင်းအဖြစ်ပေါ့နော်အဲ့တော့နောက်တစ်ခုတို့ဘယ်လိုမျိုး ုသုံးနှုံထားလဲဆိုတော့အသုံးနှုံတွေကိုသိရတယ်။ဒါကြောင့်မလို့တခြင်းနားထောင်မှာ focus နားထောင်မှာ နောက်ထပ်တစ်ခုကတော့ write something daily ပါနေ့စဉ်နေ့စဉ်အကြောင်းအရာတစ်ခုခုကိုအင်္ဂလိပ်လိုရေးရမှာပဲဖြစ်ပါတယ်ဆိုတော့အဲ့လိုအင်္ဂလိပ်လိုမျိုးရေးဖို့ဆိုလို့ရှင်တော့ speaking ကကြတော့ grammar မလိုဒါပေမဲ့ grammatically ပြောဖို့တော့အရေးကြီးတာပေါ့နော် grammar ကြကြမမခင်ခင်ပြောတတ်ဖို့ကတော့အရေးကြီးရယ်ဒါပေမဲ့ writing ကကြတော့ grammar မှန်နေမှာကိုပို့ပြီးတော့အဆင်ပြေတာပဲဖြစ်ပါတယ်ဆိုတော့ speaking ကတော့ကိုယ်ခေါင်းထဲမှာရှိသလိုထွက်လာသလိုပြောလို့ရပါမယ် writing ကြလို့ရှင်တော့ဒါ grammar လိုတယ်ပေါ့နော်ဆိုတော့ grammar ကိုအဲတေချာလေ့လာပြီးတော့နေ့စဉ် ေ့စဉ်ကိုလေ့လာထားတဲ့ grammar tense တွေနဲ့အာကိုကအကြောင်းအရာတစ်ခုကိုအာရေးရမှာဖြစ်ပါတယ်။အာဘာရေးရမှာမသိဘူးဆိုလို့ရှိရင်တော့မနဲ့အရာထားလို့ရှိရင်ကို grateful for ကျေးဇူးတရားအာ positive အာ gratitude positive gratitude ကိုနေ့စဉ်နေ့စဉ်ဘာလို့ကျေးဇူးတင်လဲဆိုတဲ့အကြောင်းအရာလေးတွေကို၁၀ချောင်းလောက်ဖြစ်ဖြစ်ပြီးတော့နောက်တစ်ခုအာ ရေးစရာတော့ခေါင်းစဉ်တွေကအများကြီးပဲကိုဘွားနဲ့ပတ်သက်ပြီးတော့ဖြစ်ဖြစ်ကိုညီမချက်တွေနဲ့ပတ်သက်ပြီးတော့ပဲဖြစ်ဖြစ်နေ့စဉ်ဘာတွေကြုံတွေ့ခဲ့ရလဲဘာတွေလုံမှာလဲဆိုတာနဲ့ပတ်သက်ပြီးတော့ပဲဖြစ်ဖြစ်ရေးစရာတွေကတော့အများကြီးပဲပေါ့နော်အဲ့တော့ဆွနာပထမဆုံးတစ်ချက်နေ့စဉ်ပြောပါဆိုတဲ့ဟိုအကြောင်းအရာတွေလိုပဲအဲ့တော့ကိုဘာတွေးလဲဘယ်သွားမှာလဲဘာခံစားရလဲဘာတွေလုံနေလဲဆိုတာကို write something daily အနေနဲ့လဲခြာရေးလို့ရပါတယ်အဲ့တော့ ကိုလုံးမဲ့အရာတွေကိုလုံးခဲ့တဲ့အရာတွေအာ15မိနစ်လောက်ဖြစ်ဖြစ်အာကိုလေ့လာထားတဲ့ grammar တွေနဲ့အာတည်တည်ကြည်ကြည်အသုံးပြုပြီးတော့ခြာရေးပါဒါက writing skill ကိုတိုးတက်လာစေမှာပဲဖြစ်ပါတယ်မသိဘူးဆိုလို့ရှိရင်တော့တခါတည်း dictionary မှာလှန်ပြီးတော့ကိုသိကျင်တဲ့ vocabulary ကိုရှာသို့မဟုတ်ဒီ application translate ထဲမှာကိုသိကျင်တဲ့ vocabulary တခါတည်းရှာပြီးတော့ထည့်ရေးပေါ့နော်ဒါကတော့ writing တိုးတက်လာမယ်အဓိကတော့အင်္ဂလိပ်စာက full skill လုံးကိုတနည်းမဟုတ်တနည်းနဲ့အာလေ့လာနေတယ်ဆိုလို့ရှိရင်တော့တိုးကိုတိုးတက်လာမှာပဲပေါ့နော်ဒါကြောင့်မို့လို့အာ write something daily ပါနေ့စဉ်နေ့စဉ် ကြောင်းရံတစ်ခုကိုလည်းရေးဖို့မမေ့ပါနဲ့အဲ့လိုမျိုးနေတိုင်းနေတိုင်းတစ်နာရီလောက်အချိန်ပေးပြီးတော့ခုနပြောတဲ့အကြောင်းအရာတွေကိုလေ့ကျင့်သွားမယ်ဆိုလို့ရှိရင်တော့ကိုယ့်ရဲ့အင်္ဂလိပ်စာကရပ်ပိုင်းနဲ့တိတိကျကျတိုးတက်လာမှာပဲဖြစ်ပါတယ်ဆိုတော့နောက်ဗီဒီယိုမှာချက်က vocabulary ကိုဘယ်လိုမျိုးလေ့လာရမလဲတဆင်ချင်းထိထိရရဘယ်လိုလေ့လာရမလဲဆိုတာကိုနောက်ဗီဒီယိုမှာပြောပြပေးသွားမှာဖြစ်ပါတယ်ဆိုတော့ဒီအချက်လေးတွေကိုပြုလုပ်ခြင်းအပြင်နေ့စဉ်နေ့စဉ်ကိုယ့်ရဲ့အင်္ဂလိပ်စာတိုးတက်လာခြင်းကိုခံစားရမှာဖြစ်ပါတယ်ကိုယ့်ရဲ့အင်္ဂလိပ်စာတိုးတက်လာလားမတိုးတက်ဘူးလားဆိုတာသိချင်ရင်တော့ကိုကအင်္ဂလိပ်စာစကားပြောတဲ့အခါမှာ ာအာဗီဒီယိုကို record လုပ်ထားပါအဲ့တော့တပတ်လောက်နေကိုနောက်တစ်ခေါက်ပြောတဲ့ဟာနဲ့ပြန်တိုက်ကြည့်တစ်လလောက်နေပြန်တိုက်ကြည့်ဆိုကိုရဲ့တိုးတက်မှုကိုသိလာမှာဖြစ်ပါတယ်ဆိုတော့ဒီအချက်လေးတွေကိုမဖြစ်မနေပြုလုပ်မယ်ဆိုလို့ရှိရင်တော့တိတိသာတိုးတက်ပြောင်းလဲလာမှာပဲဖြစ်ပါတယ်ဆိုတော့နေ့စဉ်ဒီအချက်လေးတွေပြုလုပ်ပေးပါဆိုတော့နောက်ဗီဒီယိုမှာ vocabulary ဘယ်လိုထိထိရောက်လေ့လာမလဲဆိုတာကိုပြပြပေးသားချင်ပါတယ်ပြီးတော့အာ အာ English podcast channel တွေကို sharing လုပ်ပေးရမလားမလုပ်ပေးရလားဆိုတာကို comment မှာရေးပေးခဲ့ပါပြီးတော့ comment မှာဘယ်လိုအကြောင်းအရာတွေကို sharing လုပ်စေချင်လဲ English စာနဲ့ပတ်သက်ပြီးတော့ဘယ်လို sharing လုပ်စေချင်လဲဆိုတာကိုရေးခဲ့ပေးလို့ရပါတယ်အ channel နဲ့စဉ်းစားထားတာတခုကတော့ဒါ conversation တွေကို channel လေ့ကျင့်ပြမယ်အနောက်ကနေ live လေ့ကျင့်မှုတွေ channel ဖိတ်ခေါ်မယ်ပေါ့နော်အဲ့တော့အဲ့ဒီ video တွေလုပ်ရင်ကောင်းမှာမလုပ်ရင်ကောင်းမလားဆိုတာလည်းအာ comment မှာထားရေးခဲ့ပါ so see you in my next video ပါ thank you for watching နေပါ bye